စစ်သားတွေချစ်စစ်သားတွေလူတွေတန်းလိုက်အဲ့ဒါလည်းသိခံတယ်ဒီလောက်လူပြီးဒီလိုစောက်ချင်းမှုပြောတာငါလည်းသိမခံဘူးဟွန်းမှန်တယ်ဟွန်းတန်းတော့နေပါလားပြည်စီဟောတာကိုက်တာကိုက်နော်စောက်စီအိထာမျိုးလဲအာဟိုလူနဲ့ပိုင်ဆိုဒီနဲ့ပိုင်ဆိုအဲဘဘဒါတော့ဝယ်တည်လားကောင်းလို့တော့မရှိဘူးဘယ်လိုရက်ကောမှပေါင်းဝင်လားအော်ရက်ကမပေါင်းမွေးဘူးစောက်ယူလေဒီကောင်ရောင်ရက်ကမတူဘူးပါလေဟင်စောက်ယူလိုင်းကိုလီလာတက်ပြောတယ်အဲ့လိုလီလာအချောင်းလာနေဘွားပြက်လိုက်ဘွားပြက်လိုက်နော်ကံကောင်းနေတယ် ကဲသဘောရင်တတိထားနေပြီနော်။ဘာမှမဖခင်ပြီးတာလို့လာပြီးတယ်သွားပြောပြပြလိုက်။ဟာကျွန်တော်ချစ်တဲ့စစ်သားကအေးကျွန်တော်အဲ့လိုပြောတယ်။ဟုတ်တယ်သူပြောတာမှန်တယ်။ခံတယ်ဆိုတဲ့စကားသူပြောတယ်။ဟမ်ကျွန်တော်တက်မတော်သားကိုချစ်ရတဲ့ချစ်ချင်းမြတ်တာတွေကကျွန်တော်နေရာမှာနေကြည့်လေ။ဘလို့မျိုးပြောလိုက်ကြတော့လို့ဟိုတန်ကြီးကဟမ်ကျွန်တော်မရင်လည်းကျွန်တော်အဖမ်းခံရမှာလို့ အဲ့တော့ကျွန်တော်ညီကိုမနှောမြအားလုံးပဲတော်လန်ညချမ်းလေးပါခင်ဗျာဒီနေ့ဧပြီလ29ရက်နေ့ညနေပိုင်းကနေညအုပ်ပိုင်းဒီနောက်ဆုံးသိရတဲ့စစ်ရေးသတင်းလေးတွေကိုဖတ်ပြပေးပြီးရင်ဒီနောက်မှာကျွန်တော်အောင်ပွဲရဗီဒီယိုလေးတွေရဲ့ဟိုဘအောက်တန်းစာရက်ကွက်အကောင့်တွေလိုင်းပေါ်မှာဘယ်လိုတွေအချင်းချင်းကိုက်နေကြပြန်ပြီလဲဆိုတာကျွန်တော်တွားပြီးတော့ကြည့်လိုက်ရအောင်ခင်ဗျာ အဲ့တော့ပထမဆုံးကျွန်တော်တို့ဟိုတနေ့က line ပေါ်မှာတော်တော်လေးဘလူးပြန်နေတဲ့ဒီငှက်ကင်တည်င်းလေးပေါ့နော်ဒီတည်င်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ CNA ပြောရေးဆိုခွင့်ရှိသူဒါ slide ထက်ကြီးကတီးပြုတ်ပြောဆိုလာပြီပေါ့နော်အဲ့ဒါလေးကတော့စကိုင်းတိုင်းကလေးမြို့နယ်ကျန်သာရွာကိုထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား29ဦးသေဆုံးပြီး MI 35ရဟတ်ရင်တစီကိုထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့ကြောင်းကျင်းလန် information center နဲ့ CNA ပြောရေးဆိုခွင့်ရှိသူ slide ထက်ကြီးကအတီးပြုတ်ပြောဆိုထားပါတယ် ဒီဘယ်လာ29ရက်နေ့မနက်9:00နာရီခန့်အချိန်ကလေးမြို့နယ်တောင်ပိုင်းကြံသာရဘက်ကိုစစ်ကောင်စီတပ်ကအင်အား200ခန့်နဲ့အုံပြုပြီးစစ်ကြောင်းနှစ်ခုနဲ့ထိုးစစ်ဆင်လာခဲ့ကြောင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကလည်းတိုက်ခိုက်ခဲ့ရာစစ်သား29ဦးသေဆုံးခဲ့ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားရာနေရာကိုနေမည်ဆင်းလင်းစီမှာတော့စစ်သားအလောင်း9လောင်းလက်နက်ငယ်17လက်နဲ့ခဲယမ်းအချို့တင်းစီရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းဒဏ်ရာစစ်သားတွေကိုပြန်လည်တိုက်ဆောင်သွားတာတွေရှိပေမဲ့လည်းဒဏ်ရာရတဲ့စစ်သားတချို့ကိုသူတို့အချင်းချင်းကပဲပြန်ပြီးပြတ်သက်သွားခဲ့ကြောင်းသိရပါတယ်ဆိုပြီးတော့ ခေတ္တမီဒီယာကတင်ထားပြီးတဲ့ပထမဆုံးသတင်းကောင်းလေးပဲဖြစ်ပါတယ်ညာကဲတော့ဒုတိယသတင်းကောင်းလေးတပုတ်ကတော့ဘကိုးတိုင်းအတွင်အေအေကထိုးစစ်ဆင်ဝင်ရောက်နေခြင်းပြည်သူ့ကာကွယ်ရေးတပ်များနဲ့ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုတွေရှိနေကြောင်းဒီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်3631တက်ရင်စစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်စေတို့ကခေတ္တမီဒီယာကိုအတည်ပြုပြောဆိုထားပါတယ် လက်တလောအေအေကရခိုင်ရုံးမနဲ့ဘကိုးတိုင်းအဆက်ဗတောင်းမြို့နဲ့အတွင်းသို့ဝင်ရောက်နေပြီးစစ်ကောင်စီတပ်စခန်းတချို့ကိုတိမ်ပိုင်လျက်စီကြောင်းနဲ့ဘကိုးတိုင်းအတွင်းကိုလည်းအေအေရဲ့ထိုးစစ်များစီနေခြင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနဲ့အေအေတပ်ဖွဲ့ဝင်တွေကြားမှာချိန်ဆမှုတွေစီနေကြောင်းဆင်းပြထားပါတယ်။အကြံပတ်စစ်ကောင်စီတပ်ကတော့ပြည်ခရိုင်ဘကိုးရုံးမအတွင်းကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေပြီးအင်အားရာနဲ့ချီတက်လာနေတဲ့အတွက်ကြောင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအနေနဲ့လည်းပြင်ဆင်မှုတွေလှုပ်ဆောင်နေရကြောင်းသိရပါတယ်။ အရခတ်တော် AA ကရခိုင်ရုံးမနဲ့နယ်နိမိတ်ထိဆက်လျက်ရှိတဲ့ရခိုင်၊ပဲခူးအဆက်၊ရခိုင်၊မကွေးအဆက်၊ရခိုင်အေယာဝတီအဆက်နဲ့ရခိုင်ရုံးမနဲ့အေယာဝတီတိုင်းအဆက်တို့မှာလည်းစစ်ပွဲများဆင်နွှဲလျက်ရှိရာရခိုင်ပဲခူးအဆက်မှာရှိတဲ့မိုးထီတောင်စစ်တပ်စခန်းကိုလည်းဇန်နဝါရီလ26ရက်နေ့ကသိမ်းပိုက်ခဲ့ပါတယ်။ဧပြီလ2ရက်နေ့မှာလဲဘကုတ်တိုင်းညောင်ကျုပ်ပြူဟာစခန်းကုန်းကိုအရခတ်တော် AA မှအလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီးပဒေါင်းမြို့နယ်အတွင်းထိုးစစ်တွေကို AA က PDF များနဲ့ပူးပေါင်းကဆက်လက်ဆင်နွှဲနေကြောင်းတော်လိုင်းသတင်းမီဒီယာကပြောဆိုထားပါတယ်။ ဲတော့နော်ငါပြည်နယ်လွတ်မြောက်ရင်ပြီးရောဆိုတဲ့ပုံစံနဲ့မလုပ်ဘဲနဲ့ဒီအကြမ်းဖက်စစ်အာဏာရှင်စနစ်ကြီးကိုဖျောက်ချဖို့အတွက်ဒါကျွန်တော်တို့တနိုင်ငံလုံးမှာစီးတဲ့လက်နက်ကင်တွေနဲ့အတူပူးပေါင်းပြီးပြည်စည်းလုံးကူညီဆောင်ရွက်ပေးနေတဲ့ဒါကျွန်တော်အာရခတ်တောက်အေအေကိုတကယ်ကိုကျေးဇူးတင်မိပါတယ်တကယ်ကိုလည်းလေးစားမိပါတယ်အဲတော့တတိယသတင်းတစ်ပုဒ်အနေနဲ့ဒါကျွန်တော်ဖတ်တီတို့ဘက်ကစစ်ရဲ့အခြေအနေလေးကတော့ကော့ဂရိတ်မှာစစ်တပ်တက်ဆွဲထားတဲ့တပ်စခန်၃ခုကို KNL နဲ့ PDF ပူးပေါင်းတပ်တွေကတပြိုင်နက်တည်းပိတ်ဆို့တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းတစ်ပုဒ်ပါပဲအပြည့်အစုံကတော့ ပြင်းပြင်းနဲ့ကော့ဂရိတ်မျိုးနယ်မှာအကြံဖတ်စစ်တပ်ရဲ့အမှတ်ဆက်နဲ့စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်အနီးမှာရှိတဲ့ကိုတိုင်စစ်ကတော့အောင်စရစစ်စင်ရေးနောက်တန်းကုတ်ကဲရေးစခန်းဆွေချက်မင်းဖုံးကြီးကျောင်းနဲ့ခလာရကိုခွန်တက်ရင်အနောက်ဘက်ခန်းစည်းကတော့နေရာတွေကို KNL မဟာမိတ်တပ်ဖွဲ့တွေကတပြိုင်တည်းပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက်တပ်ဖွဲ့တွေပြင်းထန်နေကြောင်းသိရပါတယ်ဒီလိုတက်ပွဲပြင်းထန်နေတဲ့နေရာတွေကိုစစ်ကောင်စီတက်ဆွဲထားတဲ့ဂျုံတို့ဂျိုင်းတရာဘက်ကနေအောင်ဝိဇ္ဇာလက်နက်ကြီးများဖြင့်၎င်း၊လှိုင်ဝအမြောက်တပ်ကရန်ကုန်ရွာဘက်ကို၎င်း ခလာယကိုခွန်တက်ကဆွေချက်မင်းတတန်ကူရွာဘက်သို့၎င်းလက်နက်ကြီးပြက်ခတ်မှုဒုံများဖြင့်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေပေမဲ့လည်း KNL မဟာမိတ်တပ်များအနေနဲ့ထိခိုက်မှုမရှိကြောင်းသိရပါတယ်။ဒီကနေ့ဧပြီလ29ရက်နေ့မနက်ပိုင်းမှာဆွေချက်မင်းတတန်ကူရွာဘက်မှာနှစ်ဖက်တိတွေ့တိုက်ပွဲတွေကြောင်းပောက်ကွဲသံများကြဲကြဲလောင်လောင်ကြားနေရပြီးအဆိုပါဆွေချက်မင်းဖုံးကြောင်းနေရာမှာရှိတဲ့အောင်စရာစစ်ကြောင်းရဲ့နောက်တန်းခန်းစစ်ကုတ်ကရီစခန်းကို KNL ပူပေါင်းတပ်တွေကသိမ်းပိုက်လိုက်နိုင်ပြီးဆိုပါကအကြံဘတ်စစ်ကောင်စီတပ်ရဲ့များဝတီအာဆလန်စစ်စင်ရေးကို အမြင့်ဖြစ်နိုင်ပြီဖြစ်ကြောင်းစီးရေနေမီတောင်းဆိုသူကကိတိမီဒီယာကိုတုံသက်ပြောဆိုပြထားတဲ့သတင်းတစ်ပုဒ်ပါပဲ။ဒါတော့ဒါကျွန်တော်ဖတ်ထီတို့ဘက်မှလည်းမကြခင်သတင်းကောင်းတွေကြားရဖို့အများကြီးစီးပါတယ်နော်။အခုဆိုရင်တော့ဒါကျွန်တော်ကရင်လက်နက်ကင်အချင်းချင်းစစည်းလလုံးနဲ့ညင်ညင်ညော့ပူပေါင်းဆောင်ရွက်မှုတွေအများကြီးစီးလာနေပြီပေါ့နော်။ဒါပေမဲ့လည်းခြေတန်လလုံးနဲ့တွားနေရတဲ့အတွက်ဘာမှမထုတ်ပြန်ချင်းတော့မရှိသေးဘူးပေါ့နော်။ဒါပေမဲ့လည်းမကြခင်အချိန်တွင်းမှာကျွန်တော်တည်င်းကောင်းတွေအများကြီးကြားရဖို့စီပါတယ်ဆိုတာကတော့ဒါကျွန်တော်အာမခံရေးတယ်နော် ဲဒါဆိုရင်နောက်ထပ်သတင်းကောင်းလေးတစ်ပုဒ်ကလည်းအေဘလ26ရက်နေ့မနက်2နာရီခန့်ကဘကိုတိုင်းတာယာဝတီခရိုင်လက်ဗနန်မြို့နယ်ကိုင်းတော်အော့စုတင်တလင်းကျေးရွာဖုံချောင်းဝင်းအတွင်းမှာစစ်ကောင်စီတပ်သားတွေရောက်ရှိနေကြောင်းသတင်းရရှိတဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဆင်းလင်းဖို့တွားရောက်ခဲ့ရမှာတော့စစ်သား15ဦးခန့်ကိုတွေ့ဆီရကြောင်းဒါကြောင့်ပြည်ခက်ဆင်းလင်းခဲ့ရမှာတော့ဗိုလ်ကြီး2ဦးနဲ့စစ်သား3ဦးထိခိုက်ဒဏ်ရာပြင်းထန်ရရှိပြီးပြန်စစ်သားတွေမှာတော့ထွက်ပြေးသွားကြောင်းသိရပါတယ် ဒီတဲ့ကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကနေမြေစင်းလင်းဖို့လှောက်ဆောင်ခဲ့ရမှာတော့သူတို့အကြမ်းဖက်စစ်သားတွေစီးနှင်းလာတဲ့ဆံကယ်၃စီးကြီးထင်မှန်ပြက်စီနေသည်ကိုတွေ့ရှိရကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတော့တာယာဝတီခရယံပြည်သူ့ကာကွယ်အဖွဲ့အမှတ်၁တိုက်ခိုက်ရေးအဖွဲ့ရဲ့တပ်ခွဲတွေဖြစ်ကြတဲ့ဆွေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့မုံညို့ပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ပူးပေါင်းကလှောက်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေအထူးကဲမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ကဲနောက်ဆုံးသတင်းကောင်းလေးတစ်ပုဒ်ကတော့မနေ့ကဧပြီလ26ရက်နေ့မနက်9:30မိနစ်ခန့်မှာ ချောင်းမြို့ကနေစင်ကူရဲစခန်းတို့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား60ခန့်ကကားနှစီးနဲ့ရောက်စီလာပြီးညနေ9:00ခန့်မှာတပ်မရင်းနမော်ဘတ်တို့စစ်ကြောင်းထိုးလာစဉ်ဗကန်ပိုးချိုး PDF နဲ့မဟာမိတ်တပ်ဖွဲ့တွေကကြားပြတ်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခတ်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးပွဲချင်းပြီးတေဆုံးခဲ့ကြောင်းနဲ့တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်တေဆုံးသွားတဲ့စစ်သားအလောင်းတွေကိုမိဆုသွားခဲ့ကြောင်းသိရပါတယ်။ကဲတော့နော်တနင်္ဂနွေလုံးအတိုင်းအတာမှာအခုလိုစေးရည်ပြင်းထန်နေတဲ့အတွက်ဒါကျွန်တော်ပြည်သူတွေအနေနဲ့ကလည်းအသွာတတိအလာတတိလေးတွေနဲ့နေထိုင်ကြဖို့တော့လိုပြီပေါ့နော် ကျေတော့တင်ဆက်ပေးခဲ့တဲ့ဒီညပိုင်းအတွက်သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးတနင်္သာရီတိုင်းဟာလီကွေ့စကန်သိန်းတပ်ဘက်ကနေပြန်လာတဲ့ရဝဲခရိုင်အမှတ်နှစ်တက်ရင်ရေဘော်တွေအောင်ဝဲခံနေကြတဲ့ဗီဒီယိုလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာကဲပေနေရဖြစ်ဖြစ်တီတူတွေကတော့ကြိုးစုံပါပဲနော် ဲတော့ဒါလေးကတော့ဟာလီဂွေစကန်သိန်းတက်ဘက်ကနေပြန်လာတဲ့ကျွန်တော်တို့ဒဝဲခရိုင်အမှတ်နဲ့တက်ရင်ရရဲဘော်တွေကိုပြည်သူတွေကတပီပန်းနဲ့တန်းတောင်းပြပြကျူစုထားတဲ့အောင်ပွဲရရုပ်တံလေးပဲဖြစ်ပါတယ်။အဲတော့နောက်ထပ်ဒီအင်းတော်မြို့သိန်းတက်ဘက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆရာအကြောင်းပြောပြထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာရဲဘော်တွေရဲ့ခြေနေရောဘလို့ဘလို့ရှိတယ်တိုက်ပွဲတွင်းမှာဆိုရင်ရဲဘော်တွေကျွန်တော်တို့ဒါတော်လိုင်းရဲဘော်တွေရဲ့ခြေနေရဆရာအကြောင်းမြင်ရပါတော့ဒါတိုင်မှုတောက်နေတယ်။ရဲဘော်တွေကတော့ဒီဘလို့ပြောမလဲအဲကိုဘက်ကကြည်လာတဲ့အချိန်ကျရင်ဝန်နေတဲ့အချိန်ရှိတယ် အဲစိတ်ဓာတ်တို့ကြာသွားတဲ့အချိန်ရှိရဲအဲ့ဒါကိုပြန်လို့မူတည်ပြန်ပေးရတော့ပေါ့ဒါပေမဲ့ကျွန်တော်တို့ကလူငယ်တွေညားတဲ့ခါကျတော့ဒီစိတ်ခံစားမှုပိုင်းပုံများတယ်လေစိတ်ခံစားမှုပုံများတဲ့ခါကျတော့ကိုယ်ဘက်ကထိသွားပြီဆိုရင်အေးထိသွားတဲ့ဟာကိုသူတို့ကစောက်စိတ်ကတော့မဝင်ဘူးတယောက်ထိသွားလေနှစ်ယောက်ကတက်မယ်ဆိုတဲ့စိတ်မျိုးတွေညားတာပေါ့အဲဆိုဒီအဲ့လိုမျိုးစိတ်ခံစားချက်ကိုလိုက်ပြီးတိုက်လို့ရှိရင်ကိုယ်ဘက်ကအထိခိုက်ကြာဆုံးပုံများတယ်ဆိုပြီးမှကျွန်တော်တို့ကတော့ထိန်းသိမ်းရတဲ့ပိုင်းမျိုးရှိတော့ပေါ့ဟုတ် အဓိကတော့အဲ့ဒါပါလူငယ်လူငယ်တွေများတာကိုကျွန်တော်ရှိပါရေစံတတိနဲ့ဆိုရင်ရောဆရာဆရာကျောင်းအာရေစံတတိနဲ့ဆိုတော့ကျွန်တော်ရေပေါ်တွေကဘယ်လိုပြောမလဲကျွန်တော်လေးစားတဲ့အလီလေးပြုတယ်ကျွန်တော်ရေပေါ်တွေပါဘာလဲဆိုတော့ဒီကျွန်တော်တို့အရင်ကကျွန်တော်တိုင်တက်ဒီစစ်တိုက်ပြီဆိုရင်ကျွန်တော်ဗီဒီယိုတော်တော်များများကဂရုကျင်းတူခံစစ်ပြင်တာအာအနေနဲ့စစ်တိုက်ပြီဆိုရင်အတက်ခတ်တီအတက်တာတီတီတော့မယ်ဂရုကျင်းတူချင်မှုဆိုတဲ့လူတွေကခံလို့မြေကြီးမှာမောက်ဖို့မပြတ်မယ်ဆိုတဲ့လူတွေများရတယ် ဒီမျိုးဒီမျိုးဒီမှာတော့မြင်တော့ကျွန်တော်ချင်းကျွန်တော်ချင်းကျွန်တော်ချင်းမှာမဟုတ်မကတော့ကျွန်တော်တို့ကဒီရောက်လိုင်ကောင်းနေမှာတူပြီးတော့နေရဟို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 ကျေးဇူးတင်ဘယ်လိုပြောမလဲစစ်စင်ကြီးမှာတိုးတက်လာတဲ့အပိုင်းနေပေါ့ဟုတ်ကျွန်တော်တို့ကဒီရဲဘော်တွေကိုဒီကိုကိုအရေးဆုံးသူများကိုတတ်မဲ့လူကကိုကိုကိုအရေးဆုံးလုံချောင်းအောင်နေရတာပေါ့ဟုတ်အဲကျွန်တော်တို့ဒီမှာဒီရခိုင်မှာဆိုရင်စခါကငါကိုတင်လိုက်တဲ့အချိန်မှာတကယ်ထုတ်ပြန်လာတဲ့အချိန်မှာနေရောက်လိုင်ကောင်းနေပြီးတော့ပြအောင်တင်းနေတယ်ပေါ့မတို့လည်း ဒီရောက်လိုင်ကောင်းတူပြီးမှပဲရတော့မယ်ဆိုပြီးမှအဲ့ဒီနမူနော်ကြီးခဲ့ပေါ့အဲ့ဒါလည်းတကယ်လည်းလက်တွေ့အလုပ်ဖြစ်ခဲ့ပါ့။ဩဒီလိုချင်းမြို့ထဲမှာရှိတဲ့ဒီကြီးလောင်သွားတဲ့အိမ်ရဲ့ပြားတွေဒန်စီဘုံတွေကိုစုစုထားပြီးမှဒီတနပ်ပြစ်တာပေါ့ဟိုဆက်တနပ်ပြစ်တဲ့ပုံစံတောင်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 ဆိုတော့တနပ်နဲ့ပြစ်တယ်အမှန်တန်စီပုံရိုက်အတန်နဲ့ချင်းချောက်လာအတန်နဲ့အတန်နဲ့နော်အာတကယ်ကြောင်းတယ်တော့ဖွဲ့တွေပါရည်လုံရင်ကရင်နဲ့ ညဏ်ညဏ်နဲ့တည်းလဲသူ့ခါနဲ့သူအခက်ခဲကြတဲ့မှာအခက်ခဲကြုံလာတော့ညဏ်ညဏ်နဲ့တည်းလဲပြရနေဘယ်လိုထွက်လာလဲတော့မသိဘူးပုံမှန်ကျွန်တော်ထွက်ချင်မှထွက်မှာပေါ့လို့တချို့တချို့အချက်လက်တွေကြတော့ကျွန်တော်တို့အခုချိန်ဘယ်လိုပြောမလဲအပြင်ကိုတိတ်ပြီးမှပေါက်လို့တော့မရသေးဘူးပေါ့တချို့ကျွန်တော်သုံးတဲ့နီလန်းတွေပေါ့ဒါပေမဲ့တော်လိုင်းအဖွဲ့စည်းချင်းချင်းကျွန်တော်တို့ကသုံးတဲ့ဆိုမှရှုတိတ်တော့ပြောပြပေါ့နားပါတော့လိုင်းပုံမှာတော့ကျွန်တော်တို့ဟုတ်ကဲ့အဲ့တော့ကတော့ရပါတယ်ကျွန်တော်တို့အချိန်နဲ့ဒီခွေးတွေပဲတည်လို့ငကြင်းမီမရှိဘူးလေငကြင်းမီမရှိတော့ကျွန်တော်ငကြင်းမီပုံငကြင်းမီတနတ်အတန်ထွက်အောင်တန်စီပုံကိုအတန်တူ လိုက်ရတာပေါ့တုံးလေးညာနေလို့ဒါဒီနီလာပပလေးပဲရှိသေးတယ်နောက်ထပ်ဒီလာလေးကြံသေးတယ်အဲ့လိုဟွန်းရဟုတ်တယ်ရကောင်းတယ်မိုက်တယ်မိုက်တယ်အဲ့ဒါပြရပေါ့တုံးလေးညာကနေလို့အဲ့ပါလဲဆိုရင်ခွေးတွေကတော့ကျွန်တော်တို့လူအများကြီးနဲ့တိုက်တယ်လို့ထင်တာကျွန်တော်တို့ကတပွိုင်းတပွိုင်းကျွန်တော်တတ်မှတ်ထားတဲ့ point တွေကိုရအောင်ယူတဲ့အချိန်ကြာရင်တို့ဘက်ကလေရင်လည်းနဲ့ကြီးအားတာချက်ရှိတော့ကိုရှေကလူအများကြီးတုံးလိုက်လို့ရှိရင်ချိန်ခိုက်မှုများတာပေါ့အဲ့တော့ဒီကောင်တွေကအမြဲတမ်းပြောတယ်တာလုံးအင်အားနဲ့တိုက်ခိုက်ရပါတယ်ဆိုပြီးတော့အဲ့အဲ့ဒီနီးပြီးပါတိုင်းအဲ့ဒီပုံစံနဲ့တိုက်ကြပါ ဟုတ်ဟုတ်ဆရာကျောင်းဒီကတူမှကလက်နဲ့ကြီးလက်နဲ့ကြီးပြတာဆိုသူကကျွန်တော်ထက်ဘယ်လိုပြောမလဲလေ့ကျင့်တာပြီးွားတဲ့လူဆိုတော့တမခွန်ခွန်ဆိုတာနေတဲ့စကေးပါမို့ဒါလက်နဲ့ကြီးပြတဲ့စကေးကကျွန်တော်တို့လည်းလေးစားပါတယ်သူတို့ဒါပေမဲ့အခုတော့ဆရာကျောင်းတို့လက်ထက်ရောက်သွားပြီပေါ့ဟုတ်တယ်ဟုတ်တယ်အဲ့အဲ့တမမူဖမ်းပြရဲ့ချိန်မှာပထမဆုံးဒီကောင်ပြောလေအာညီကိုရင်ပေါ့ကျွန်တော်ကစနေစနေအရာစနေရဲ့တားကောင်နေငါတို့ကစနေအရာလက်နဲ့ကင်ခဲ့တဲ့လူတွေဆိုတော့စနေခစ်စနေအရာတိုက်ခတ်ကြပြီလို့အခုချိန်တော့ငါတို့ညီအကိုရင်တော့ပေါ့ ။ဒါမျိုးတော့ပြောတာပေါ့။ကျွန်တော်တို့ကသုံးရက်ဆိုမှရှူတိတ်တော့ပြောပြပေါ့။ဟုတ်ပါတယ်။ line ပုံမှာတော့ကျွန်တော်တို့ဟုတ်ကဲ့အဲ့လောက်ကတော့ရပါတယ်။ကျွန်တော်တို့အချိန်နဲ့ဒီခွေးတွေပဲတည်လို့ငကြင်းမီးမရှိဘူးလေငကြင်းမီးမရှိတော့ကျွန်တော်ငကြင်းမီးပုံငကြင်းမီးတနက်အတန်ထွက်အောင်တန်စီပုံကိုအတန်ကြည့်အော်လိုက်ရတာပေါ့တုံးလေးညာနေမဒါဒီကိုလက်စားခံလိုက်ရနော်ဒီလားကြံသေးတယ်အဲ့လိုဟွန်းပြန်ဟုတ်တယ်ကိုယ်လက်စားခံလိုက်ရပြီဘိုက်တယ်ဘိုက်တယ်ပြပါတုံးလေးညာကနေလို့ ဒါပါလဲဆိုရင်ခွေးတွေကတော့ကျွန်တော်တို့လူအများကြီးနဲ့တိုက်တယ်လို့ထင်တာကျွန်တော်တို့ကတပွိုင်းတပွိုင်းကျွန်တော်တတ်မှတ်ထားတဲ့ point တွေကိုရအောင်ယူတဲ့ချိန်ကြရင်သူတို့ဘက်ကလေရင်းနဲ့လက်နဲ့ကြီးအားတာချက်ရှိတော့ကိုယ့်ရှေ့ကလူအများကြီးတုံးလိုက်လို့ရှိရင်ကြည့်ခိုင်းမှုများတော့ဘာအဲ့တော့ဒီကောင်တွေကအမြဲတမ်းပြောတယ်တာလုံးအင်အားနဲ့တိုက်ခိုင်းရပါလေဆိုပြီးတော့ငိုပြတာအဲ့အဲ့ဒီနီးပြပါတိုင်းအဲ့ဒီပုံစံနဲ့တိုက်ကြပေါ့ဟုတ်ဟုတ်ဆက်ကြပြီးတော့သူတို့ကလက်နဲ့ကြီးလက်နဲ့ကြီးပြစ်တာဆိုတာသူကကျွန်တော်ထည့်ဘယ်လိုပြောမလဲလေ့ကျင့်တာပြီးွားတဲ့လူဆိုတော့တမခွန်ခွန်ဆိုတာ နေတဲ့စကေးပါမို့ဒါလည်းနဲ့ကြီးတက်တဲ့စကေးကကျွန်တော်တို့လည်းလေးစားပါလေသူတို့ဒါမဲ့အခုတော့ဆရာကျောင်းတို့လက်ထက်ရောက်သွားပြီပေါ့ရောက်ပါပြီဟုတ်တယ်ဟုတ်တယ်အဲ့အဲ့တမမူဖမ်းပြီးရဲ့အချိန်မှာပထမဆုံးဒီကောင်ပြောလေအာညီကိုရင်ပေါ့ကျွန်တော်ကစနေစနေအရစနေရတားကောင်နေငါတို့ကစနေအရလက်နဲ့ကင်ခဲ့တဲ့လူတွေဆိုတော့စနေခစ်စနေအရကတိုက်ခတ်ကြပြီလို့အခုချိန်တော့မလို့ညီအပူရင်တော့ပေါ့ဒါမျိုးတော့ပြောတာပေါ့တကယ်ကောင်းတယ်လို့ငါကထီမအေးအဆန်ထားလူနဲ့တွေ့တဲ့အချိန်မှာ သူတို့ ਨੇ ဟိုသူတို့ရဲ့ကကကြီးဘက်ကနဲ့အချိတ်ဆက်တက်သွားလို့နေမှာပေါ့ဟာသူတို့ရဲ့ဟိုသူတို့ဟာကနဲ့အချိတ်ဆက်တက်သွားလို့နေမှာလီယန်နဲ့လာပြတဲ့ချိန်သူနဲ့ကျွန်တော်တို့ဒီအဖွဲ့တွေနဲ့တွေ့နေတဲ့ချိန်သူတို့အញ្ញံခံတဲ့ချိန်ပေါ့อืมလီယန်နဲ့လာကြည့်လို့လုံချောင်သူ့ကိုမြောင်းနေတောင်ပို့ပေးရတယ်မြောင်းနေဖို့မြောင်းနေဖို့ပြန်တော့ပြန်ကာကွယ်ပေးနေရနော်သူသူဘက်ကကောင်စီကနေသူ့ကိုပြန်ကာကွယ်ပေးနေရဟုတ်တယ် ကဲတော့ဒါကျွန်တော်တို့တော်လိုင်းရဲဘော်တွေရဲ့ညံကောင်းချက်ကတော့သူတို့စစ်ခွေးတွေဘက်ကလှည့်စားခံလိုက်ရတာမင်းတို့ဟိုဘက်အောက်တန်းစားရက်ကွာကောင်းနေမင်းတို့ဗာတက်နိုင်ကြသည်လဲဟမ်တန်ကီပုံးခောက်တဲ့အတန်တနက်တန်ထင်ပြီးတော့ခွေးပုံးဝပုံးပုံးနေကြတဲ့ကောင်းတွေကိုတာလွန်အင်အားနဲ့လာတိုက်တဲ့ဆိုပြီးတော့ကြောက်ကန်ကန်နေတဲ့မင်းတို့ကောင်းတွေတော့မင်းတို့ဘာတွေပြောချင်ကြသည်လဲဟမ်ဟိုဘက်အောက်တန်းစားရက်ကွာကောင်းနေကဲလာပါပြီဒီပူစောဒီဓမြခေါင်းဆောင်ပောက်ကတုံးကလည်းသူတို့ပြူခွေးတွေအစာရေစာငပြတ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မိုးတွေမဲ့ရောက်တော့မဲ့အဘာတို့ကအခုထိဘာမှလာမပို့သေးဘူးလားဆိုပြီးတော့ ပင်ကုန်းပြီးអော်ထားတဲ့ဗီဒီယိုလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာကျွန်တော်ဒီပေါင်းညွန်နယ်မှာဆိုသခိုင်းတိုင်းမျိုးကြီးခင်ဗျအစင်းပြောချင်တာဥစင်းတို့ပေါင်းညွန်နယ်ဟုတ်ပြီဗီဒီယိုစစ်တွေကကြောက်လို့မဟုတ်ဘူးတိုက်ရဲတယ်ခြာရဲတယ်ဒါမှမဟုတ်ဥစင်းတို့အဲ့ကြောက်လို့ဟမ်တိုက်ရဲတယ်ခြာရဲတယ်ဆိုတဲ့အနာမှာသခိုင်းနိုင်ငံတော်အနေနဲ့ကရိတ်ခါကိုလုံလောက်စွာမပို့နိုင်ဘူးမထောက်ပံ့နိုင်ဘူးဗီဒီယိုစစ်ရွာတိုင်းမှာစစ်သားရှိတယ်ရဲရှိအခုခင်ဗျဒီလိုကွင်းတို့တန်ကုန်းတို့လက်ချိုကုန်းတို့ပင်တောင်တို့ဒါကြီးပင်တို့ ဇီးပြရတယ်ထားမကြခင်မှာမိုးရင်းကာလာရောက်တော့မယ်อืมအဲသူတို့တွေစားဖို့တောက်ဖို့သူတို့တွေစံစီစားရိတ်ခါကိုဘယ်လိုပို့မလဲဘယ်လိုဘယ်လိုလုပ်ပေးမလဲအင်းဝှထုံငွေတွေပေါ်တော့ပဲတပုတ်ပဲနေနဲ့ခြားလောက်မရှိရောက်ဘူးอืมအဲ့တော့ဘယ်လိုပို့ဆောင်ပေးမလဲဘယ်လိုရိတ်ခါတွေဘယ်လိုလုပ်ပေးမလဲနေရာတိုင်းနေရာတိုင်းမှာတော့အရေးကြီးတဲ့နေရာကျရင်သူ့အတိုင်းထွာနဲ့သူတို့အကုန်လုံးအရေးကြီးနေကြတာပဲတကယ်လို့မှရိတ်ခါမရှိဘူးမပို့နိုင်တယ်လို့မခက်ခဲတွေ့နေရဆိုရင်ပြော အလူခိုင်းကြီးမှာပောက်ကိုတော့ပောက်မြုံနဲ့ပြည်သူစစ်ရွာတွေအတွက်ပောက်ခေါတော့မလို့ရက်ခါကိုလုံလောက်ဆိုအလူခိုင်းကြီးမှာပောက်ကိုတော့ကိုယ်တိုင်လုတ်ပြီးဟုတ်ခေါတော့ပြီးမှာပို့ပြီးခင်ဗျားတို့ကပို့မဲ့တာဝန်သာယူမိုးရွံကလာရောက်ရင်သွားလို့လာလို့အဆင်မပြေတော့ဘူးအဲ့တော့ရက်ခါကိုလည်းအများဆုံးပို့ဆောင်ပေးဖို့လိုအပ်တယ်ဆိုတာကိုလည်းနမကတိုင်မူကြီးနဲ့တကွဒါမကြခင်မှာတော့အစားထိုးတော့မယ်လို့လေဦးဇင်းတို့ကြားတိရတယ်ပေါ့ဗျာဝင်းကြီးဝင်းကြီးကျုပ်တွေလည်းဒါတိစေချင်တယ်နော်ဝင်းကြီးကျုပ်တွေလည်း ဒီမန္တလေးနဲ့တပည့်ကျင်းမှာထောက်ဖို့အကြီးစားတွေရှိတယ်။ထောက်ဖို့အကြီးစားတွေမြောက်များစွာရှိတယ်။အဲ့တော့ဥစဉ်ထောက်ဖို့တူလူကိုပဲတားတွေလုံနေရာတွေရှိတယ်။ဥစဉ်တို့ကိုတရင်ပေးရလို့ကိုပဲကိုတရင်ပေးရလို့လည်းရှိတယ်။သူတို့တရင်နေပေးလို့ကိုပဲလူခမ်းလာတယ်လေအများကြီးဟိုဘက်လည်းပေးတယ်ဒီဘက်လည်းပေးတယ်။အဲ့တော့ဒီကိုအတွင်းထဲကတရင်ကိုလည်းနှိုက်အိမ်မှာဟိုဘက်ကိုပေးတယ်။သဘောရင်းသဘောရင်းအဲ့အောက်ကဟာတဲ့နဲနဲမီကန်လေးနဲ့ပေါန့်စာနေရာအများကြီးရှိတယ်။အဲ့ဒါကြီးလည်းထီရောက်စွာရေးယူပေးဖို့ပါဘူးကွနော်။ အရေးယူပေးဖို့ပါတော့ကိုဦးစင်းတို့တောင်းဆိုထိရောက်စွာစစ်ဆေးပေးဖို့ပါကိုဦးစင်းတို့မေတ္တာရက်ခံနေတယ်ဦးစင်းတို့ပုံမလင်းလင်းပြောတာအောက်ရှိတချို့ဗိုလ်မှူးတွေတချို့ဟာစစအဖိုင်လည်းအများကြီးပေါ်ရနော်အဲ့တော့ကိုပေါင်းတဲ့သူကမိတ်ဆွေလားရန်သူလားတူတူကိုပဲတာလုံနေလားဆိုတော့လေအင်းကြာကြာနာနာစစ်စစ်ပေးပါလို့ပေါ့ကိုတော့အနေနဲ့ မေတ္တာရခိုင်ခြင်းပါတယ်အခုလိုပေါ့ကူတော့ပြောရင်အန်ဒီယရှီမန်းလက်တည်တယ်အန်ဒီယစီလို့ဘောမင်းအခုလို live ပုံနေတာဘယ်နဲ့နေရမြောက်သွားပြီလဲဟမ်မင်း live ပုံနေနေရတွေကိုလက်ချိုးရည်မဆိုရင်ရည်လို့မနိုင်တော့ဘူးနော်အဲ့တော့မင်းတို့ပြူခွေးတွေကိုဟိုကမတထာလို့ဆိုပြီးတော့ရိတ်ခါတွေမပို့ပဲအဲ့လိုအငတ်ခံပြီးထားရတာအဲ့ဒါကိုမင်းတို့က line ပေါ်တိုက်ဖင်ကုန်းပေးနေလဲဘာမှထူးမှာမဟုတ်နော်ငတ်မှာငတ်မှာပဲအခုတီးကိုမင်းတို့ကောင်းနေအတိတရားမရသေးတော့နော်ဆက်ပြီးတော့လဲငတ်နေအောင်ပါပဲနောက်ထပ်ဒီကောင်ထပ်ပြောသွားသေးပါတယ်ဘာဖြစ်လဲသူ့လူကိုပတ်တာနဲ့ကိုတည်င်းဟုတ်ဖို့ဟိုတည်င်းဒီပို့ဆိုပြီးတော့ ပြောနေတဲ့ကောင်ကဘယ်သူမှမဟုတ်ဘူးအဲ့ဒါဇော်ဘုံဟင်းပဲနော်ကြောင့်ဇော်ဘုံဟင်းနဲ့မင်းသားကြီးနဲ့ခွေးကြိုက်ပွဲမှာလည်းတွေ့လားမင်းသားကြီးသူ့ဖော်ကောင်လှုပ်ထားတဲ့ထဲမှာဒီကောင်ကဒါကျွန်တော်တို့သူ့လိုကိုယ်ပတ်သားလုံနေတဲ့ကောင်မှာဆိုပြီးတော့နော်သူတို့ရက်ကောက်မှာတော်တော်လေးကိုကြည်ကြည်လည်လောင်ဖြစ်နေကြပြီအခုဆိုရင်လည်းဒီနောက်မှာဒီတက်ထိန်ဆိုတဲ့ကောင်နဲ့ဒီကောင်ဇော်ဘုံဟင်းနဲ့ခွေးနှစ်ကောင်ဘာတွေဆက်ပြီးတော့ကြိုက်ထားကြအောင်မလဲဆိုတာကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာတစ်ချက်ငါနိုင်ငံတော်လာတာရတာလာတာဇော်မွေးမျိုးမှာဖခင်ပြရတယ်ဟမ် ပြန်လိုက်ရာယူဆရလာတာဇော်မိုးကြီးမင်းမဖခင်ပြီးတာလို့ဟင်နောက်နိုင်ငံတော်ပြီးတာပေါ်ပြီနော်နိုင်ငံတော်လုပ်ပဲလာလို့ဟုတ်ကဲ့ငါကျူးလို့ဖောက်ဖြစ်လိုက်လို့ငါငါလူကျူးလို့ငါစီကံမလိုက်တာလို့ငါဆောက်ချက်မကောင်းလို့ဘာလို့နိုင်ငံတော်ထုတ်ပဲလိုက်စစ်တပ်ကထုတ်ပဲလိုက်ရတယ်မင်းတို့အဲ့ဒီစောက်ဒီလာစီအေးစီရဆိုလှုပ်ရကားတယ်မိမိလှုပ်ဆောင်မဲ့ဟာကိုပြန်တစ်ဖက်ပြန်သူကသိရှိသွားရင်ဟွန်းစစ်ရှုံးရတယ်တူပဲ နော်တော့ဖရဲတီဤပြောစီစီရတော့လှုပ်ရတာဟွန်းလိုင်းမော်ဒီမှာအာဟိုတိုက်တော့မဗီယူတိုက်တော့ဟိုဘာဖြစ်တော့ဒီဘာဖြစ်တော့စောက်ပြောနေတယ်မင်းတို့ဘောင်းမော်ဒီကူးပွဲတယ်မင်းတို့ပွဲထင်နေတယ်အေးမင်းအဲ့စောက်ယူတွေကိုအေးကငါတို့လိုကောင်မျိုးတွေကိုဖြုတ်မယ်ပြက်ပါပြည်ညာပြည်ဆိုတော့ဒီတော့မင်းမပါကင်ပြီးတာလို့ငါငါငါလာတာဟမ်ဟုတ်မင်းပွဲလာရှာရတာဟွန်း မင်းတို့မလို့ကိုယ်ပဲမင်းတို့မလို့အိမ်မှာစင်စင်လေးထက်ရတယ်နော်မင်းတို့ဘယ်ဟိုအားပေးနေတဲ့ကောင်းလေးပြောနေတာဟုတ်ကဲ့နတ်ဆက်ပြီးနားမှာထက်ပြီးတော့နောက်စင်စင်ရိုက်လိုက်ရိုက်ွက်အဲဇော်မျိုးရင်းကိုတင်ပြီးတော့ထိုင်ကြတော့ဟေးဘိုက်စစ်တားချစ်စစ်တားလူတွေတိုင်းလိုက်အရိုက်တက်ခံတယ်ဒီလောက်လူကြီးဒီလိုစောက်ချင်းမပြောတာငါလည်းသိမခံဘူးဟွန်းမှန်တယ်ဟွန်းတိုင်းတော့နေပါလားပြည်စီဟောတာကိုက်တာကိုက်နော်ဟေးစကားမဟုတ်ဟာစောက်စီအိုက်ထားမျိုးလဲအာဟိုလူနဲ့ပိုင်ဆုံးဒီနည်းပိုင်ဆုံးအဲဘဘဒါတော့ဝယ်တည်လားခေါင်းလုံးတော့မရှိဘူး ဘယ်လိုရောက်တော့မှပေါင်းဝင်လားအော်ရောက်တော့မှပေါင်းမဝင်ဘူးဆောက်ယူတယ်ဒီကောင်ရောက်ရောက်တော့မတူဘူးဗောလေဟမ်ဆောက်ယူလမ်းကိုလီလာတက်ပြောတယ်အဲ့လိုလီလာအချောင်းလာနေဘွားပြက်လိုက်ဘွားပြက်လိုက်နော်ကံကောင်းနေလို့ကံကောင်းနေကျဘွားပြက်လိုက်ကဲစဘောင်းတတိထားနေပြီနော်။အားလုံးကဖာကိုင်းပြီးလာလို့လာလို့ပြီးတယ်လို့သွားပြောပြလိုက်။ဟိုကျွန်တော်တို့ရဲ့တက်မတော်ကိုထိန်းသိမ်းထားတဲ့သူအဆင့်လည်းကျွန်တော်မသိဘူး။မသိတော့じゃ तू อ่ะ ။ဘာပြောလဲဆိုတော့ကျွန်တော်ရဲ့ကွန်မန့်နေတိုင်းကို သူသွားပြန်တယ်။သူနဲ့ကျွန်တော်နဲ့ကသူလဲစစ်သားနော်ကျွန်တော်လဲတက်မတော်သားကိုချစ်တဲ့လူဒီလောက်ပဲကျွန်တော်ပြောပြမယ်။အဲ့ချိန်မှာ तू ကဘာပြောလဲဆိုတော့ဇော်ဘုံရင်ကဖြုတ်လို့ရတယ်ပြက်လို့ရတယ်ဆိုတော့ကျွန်တော်ကအပြင်ကအရက်သားလေ။ तू ကတက်ထိန်တော်တက်မတော်တက်ထိန်စေယုံနေရလို့ तू ပြောထားတဲ့ဒီမှာဖိုင်နေရှိတယ် အဲ့လိုတက်သေးမျိုးကျွန်တော်ကပြောလို့ရအောင်ကျွန်တော်ကဘာကောင်မလို့လေဒီကောင်လေးတန်းနေပြောင်းနေနော်ကျွန်တော်မိမဟိုသူဘာပြောလိုက်တာလဲဆိုတော့စောဘုံကြီးမိမဖာခံပြီးတော့ပေးထားတဲ့လာစာယူထားတာမဟုတ်ဘူးတဲ့အဲ့တော့ကြတော့သူပြောတာကိုကျွန်တော်စိတ်မကောင်းဖြစ်တာသူကကျွန်တော်ကိုတောင်းချောက်ဆော်ကားပလိုက်တယ်ဒါတည့်ပြောတာကျွန်တော်ကြောက်နေပြီတလားစစ်တပ်ကိုလူမနာမည်ကြီးလာတဲ့ခေါင်းတဲ့ ဟုတ်ဟုတ်တယ်လေ။မစောက်ရချင်းမှရှိတဲ့ကောင်မဟုတ်ဘူးတဲ့။ဟုတ်အမှန်ပဲအဲ့ဒါ။ဟိုကြော်လာတာတဲ့။ဟာ။ तू ရတဲ့။ဘာစောက်ခုဆိုင်မှာလဲတဲ့အဲ့လိုကောင်မျိုးဟုတ်တဲ့။ဟုတ်။ငါတို့ကနိုင်ငံတော်တရားဝင်တာဝန်ထမ်းဆောင်နေတဲ့ကောင်တွေတဲ့။ကျွန်တော်ကကျွန်တော်မိမလာတာပေးထားပါလေလေသူ့လည်းမပြောဘူး။ခမားတို့ကျွန်တော်ရဲ့ဘဝမှာကျွန်တော်ရဲ့နေရာမှာခံစားကြည့်ကြည့်။ကျွန်တော်နာမည်ကြီးကျင်လို့တဲ့။ဘာစောက်ရေးမှမပါတဲ့ကောင်ပါညာနဲ့ပြောတော့ သူ့ကိုကျွန်တော်စိတ်ဆိုးလို့ပြောတာမဟုတ်ဘူးဒီအဲ့လည်းမဆိုးရဲဘူးဒီကောင်ကြောက်နေတယ်ဗျာဟုတ်ကဲ့ကျွန်တော်ပြောပြမယ်အဲ့တထိုင်လေးပြောလိုက်တဲ့စကားကကျွန်တော်ကားတဲ့လိုင်းပုံကနေကလေးကွားပေါ့တောင်အောင်မြောက်အော်တဲ့ကောင်လေဟာကျွန်တော်ချစ်တဲ့စစ်သားကအေးကျွန်တော်အဲ့လိုပြောတယ်ဟုတ်တယ်သူပြောတာမှန်တယ်ခံတယ်ဆိုတဲ့စကားသူပြောတယ်ဟမ်ကျွန်တော်တက်မတော်သားကိုချစ်ရတဲ့ချစ်ချင်းမြစ်တာတွေကကျွန်တော်နေရာမှာ နေကြည့်လေ ဘလို့မျိုးပြောလိုက်တာတော့လို့ဟိုတန်ကြီးကဟင်းဟမ်ကျွန်တော်မရင်လည်းကျွန်တော်ဖမ်းခံရမှာလို့မင်းများသွားတာပေါ့ကွာငါမိသားစုပါစော်ကားလိုက်တာငါတက်မတော်ပေါ်မှာချစ်တဲ့အချစ်တွေပါမင်းငါ့ကိုလှုပ်ပလိုက်တာနော်ငိုတန်ကြီးနဲ့နော်ချစ်တယ်မာညီလေးအကုန်ကောင်းလားကိုမေးကြည့်ပါမယ်ဟမ်အဲ့ဒါဆိုရင်စစ်တယ်မာအကုန်ကောင်းတယ်ဆိုရင်ငါမင်းကိုပြောမယ်ရမခဘာလို့ကြာသွားလဲ ။နောက်ကျိုတစ်တစ်လေးတစ်တစ်ငါဘာလို့ကြသွားလဲ။တီဘော23ဘာလို့ကြသွားလဲ။ငါမေးကိုမေးကြည့်တာပါ။နာခခငါဘာလို့ကြလဲ။အမ်းဘာလို့ကြလဲ။တော့သုံးမကြလို့။အမြင်လမ်းမဟုတ် PDF တွေဘာလို့တက်လာ။ဟွန်း။မင်းကတက်ထင်းပြပြီးတော့မှပါဇက်ကနေပြီးတော့မှဇော်ဘုံကြီးမိမဖာခံပြီးပါ냐ဆိုတော့ဟေ့အောင်အဲ့ဒါကြတော့မင်းအဲ့လိုမပြောရဘူးကွာ။ မင်းပြောချင်းငောင်းအောင်ပြောလို့ရတယ်ငါနဲ့မင်းနဲ့လည်းပြဿနာတတ်တာမဟုတ်ဘူးကိုတော်ဘိုးကြီးခင်ဗျာဗျာဘာညာမင်းမန့်ပြန်လို့ရသည်ဟမ်ကျဲတော့เนาะအခုတခါခွေးကြိုက်ပွဲမှာတော့ဒီကောင်ဇော်ဘုံဟိတ်လေးတန်းနေပြောင်းနေတာအားလုံးတွေ့ကြအောင်ပေါ့เนาะပုံမှန်ဆိုရင်ဒီကောင်တို့အချင်းချင်းနဲ့သူ့ကိုလက်ပြန်ကြိုက်မယ်ဆိုရင်ဒီလောက်ထိဒီကောင်ငြိမ်ခမ်းနေမှာမဟုတ်ဘူးเนาะဒီလိုမျိုးငိုတန်းနေနဲ့လည်းပြောနေမှာမဟုတ်ဘူးเนาะဝူဝဝနဲ့ကြိုက်မယ်ကောင်အခုတခါကျတော့ကြောက်ချီပန်းနဲ့လေးတန်းနဲ့เนาะငိုယိုပြီးပြောနေတာအားလုံးတွေ့ကြအောင်ပေါ့ အဲ့တော့ဒီကောင်ကိုသူ့လိုကိုယ့်ဘက်သားလုံနေတယ်ဆိုပြီးတော့လေဒီကောင်ကိုရက်ကွက်ထဲမှာတော်တော်လေးကိုဘလောင်ဆူနေကြတယ်ဆိုတော့ဘာတွေဆက်ဖြစ်လာမလဲဆိုတော့ဇဘုံဟိမင်းတတိထားပြီးသားနေတော့နော်ကဲတော့ဒီညပိုင်းလေးကတော့ဒီလောက်ပါပဲကျွန်တော်အားပြီးကြတယ်ကျွန်တော်ညကိုမွန်လာတယ်တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်မနေ့ပြန်ကြမှာပဲတတင်းကောင်းနေနေပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းမာပေးခင်ကြပါခင်ဗျာ thank you